ာလလုယဘုရားခင်ကြည်စွတော့ချီးမွမ်းပါတယ်လို့เนาะဒီနေ့ကျွန်တော်တို့ရာဇဝင်ချုပ်ပထမစာအောင်အခန်းကြီး28ကိုကျွန်တော်တို့သွားမယ်ဆိုတော့ဒီနေ့ကျွန်တော်အနေနဲ့ကတော့ဝိညာဉ်ရေးရမှာပေါ့เนาะအဓိကဘာပြောချင်လဲဆိုရင်ဘုရားသခင်ခိုင်းတဲ့အမှုဘုရားရဲ့အမှုတော်မြတ်ထဲမှာတွားလာတဲ့အခါမှာဘုရားရှင်ကအားလုံးပြင်ဆင်တယ်เนาะဘုရားသခင်သူ့အမှုအတွက်ကို तू ပြင်ဆင်ခြင်းရှိတယ်ရှေးခက်ခဲကဘုရားကအကုန်ပြင်ဆင်ထားပြီးသား လူကိုမဖန်ဆင်းခင်တောင်မှလူနေမဲ့နေရာပြင်ဆင်နေစားစရာပြင်ဆင်နေအာဗရာနဲ့ပတ်သက်လာရင်လည်းဘုရားကသားပူဇော်ပါလို့ပြောရင်ပြင်ဆင်နေအဲ့ဒီသားနဲ့ပတ်သက်ရင်တောင်မှတိုးလေးကိုပြင်ဆင်ထားပေးတယ်နော်ရစ်ရစ်ကိုပြင်ဆင်ထားပေးတယ်ကာအီနာရစ်ပူဇော်တာသူမှားတယ်နော်သူကအသီးနှံကိုပူဇော်တယ်ဒါနဲ့ဘုရားကသူ့ကိုပြင်ဆင်တယ်အပြစ်ဖြေတဲ့ရစ်ကိုပြင်ဆင်တယ်ဘုရားကပြင်ဆင်ပေးတဲ့ဘုရားဖြစ်တယ်အိမ်နဲ့ ဆောဖိုင်ဒေးအမှုလည်းမြတ်တဲ့ပိုင်ဖျားအမျိုးနဲ့ပြင်ဆင်ရရှိတယ်ကျွန်တော်ရတယ်စင်တော်မူတော်ဖျားဟာလေလုယအဲ့ဒီဒီကြောင့်ကျွန်တော်လေ့လာမယ်ခဏဆွတောင်းမယ်အဖဘောကိုကျေးဇူးတင်တယ်နှုတ်တော်ကိုဖုံးပြပါအသိပေးပါအဲ့ဒီတည်းကတတ်တာမှာတိဆောက်ခြင်းရှိဖို့ကျွန်တော်ဆွတောင်းပေးတယ်ဘုရားထင်ရှားဖို့အကြောင်းပဲဖြစ်စေပါအရှင်ရှုနာမ၌ဆက်ကပ်ပါれဖဖျားအာမင်အာမင် So, yes, we'll take the mazal, we must say, in the shit. အဲ့မဲ့ပိတ်လို့ကျွန်တော်အရင်ဖတ်ပါမယ်တပတ်တာဝိမင်းဒီဣတုလမင်းများတိဟုသော အမျိုးအတိအတိကိုအုပ်တော်မင်းအလဲလဲအမှုတော်ကိုစောင့်တော်တတ်မှုဘုံမင်းတထောင်းအုပ်ခရာအုပ်ရှင်ပြိဗန္နာဆိုတားတော်ဤဗန္နာဆိုဟာရှိတော်စစ်သူရဲ့ sorry ခွန်အားရှိသောသူရဲ့အကြီးကဲအရာရှိအပေါင်းတို့ကိုယေရှုရှင်မြို့မှာစုဝေးစေတော်မူ၏အမှုတော်ဆောင်ဒီထဲမှာရေးထားတယ်နော်ဘာလဲဆိုလို့ရှင်ဖခင်ရဲ့အမှုတော်နဲ့ပတ်သက်ရင်အမှုဆောင်နော်အမှုဆောင်ဖို့အတွက်ဒါဝိဒ်ကိုယ်တိုင်ဘာလို့လဲဆိုတော့လူစုတယ်စုတဲ့အခါမှာအဲ့ဒီမှာအလုံးပေါင်း6မျိုးတွေ့ရတယ်တစ်ကတော့ တတ်မှုဘုံမင်းများစုထားတဲ့တတ်မှုဘုံမင်းများနှစ်ကလူ1000အုပ်3ကလူ100အုပ်4ကရှင်ပြန်ရဲ့ဘန္နာစု9ကတားတော်ဤဘန္နာစုဘန္နာစုလည်းစုထားတဲ့လူ1000အုပ်100အုပ်တွေစုထားတဲ့ဘုံမင်းတွေစုထားတဲ့နောက်ဆုံးတစ်ချက်ခွန်အားရှိသော သူရဲ့အပေါင်းကိုစုဝေးစီတယ် အကုန်ဆုတာတယ်အမှုတော်နဲ့ပတ်သက်ရင်အိမ်တော်ဆောက်တဲ့ကိစ္စနဲ့ပတ်သက်ရင်ဟာလားသူ့ရဲ့တိုင်းပြည်နဲ့ပတ်သက်ရင်အားလုံးသူပြင်ဆင်ထားတယ်စုဝေထားတယ်ပြီးတဲ့အခါကျတော့မှဒါဝိတ်ကိုယ်တိုင်နဲ့ပြင်ဆင်မှုရှိတယ်နော်ပြင်ဆင်မှုရှိတယ်အဲ့ဒါအပိုင်ငယ်နှစ်ကျွန်တော်ဖတ်မယ်ထိုကဒါဝိတ်မင်းကြီးသည်ရဲ့၍ငါညီအကိုငါလူတို့နားထောင်ကြတော့ထာဝရဘုရားပြင်ရင်တစ်တာတော့ညီဝိတ်ရအိမ်ဒီဟုသောဖယားတစ်ခင်ခြေတော်တင်ရခုံကို တီလုံမီဟုငါအကြံရှိ၍တီလုံချင်းကပြင်ဆင်နှင့်ပြီးကြည်စမ်းဖရာကရဲ့အိမ်တော်နဲ့ပတ်သက်ရင် तू လှုပ်ဆောင်အောင်တဲ့အရာတွေအားလုံးကို तू ဘာလုပ်လဲငါပြင်ဆင်နှင့်ပြီးအားလုံး तू ပြင်ဆင်ထားတယ်ဖရာဘက်ကလည်းပြင်ဆင်တယ်လို့ဒီမှာဒါဝိဘက်ကလည်းပါရှိလေပြင်ဆင်ခြင်းရှိတယ်နော်အိမ်တော်ဆောက်ဖို့ तू ပြင်ဆင်ခြင်းရှိဒါပေမဲ့ဖရာကဒါဝိကိုဘာပြောတယ် ပြင်ဆင်တဲ့ခါမှာဘာပြောလဲအပိုက်ငယ်3နဲ့4တို့ရတဲ့ဘုရားခင်ကသင်ဒီစစ်တိုက်တော်သူလူအသက်ကိုတတ်တော်သူဖြစ်ဖြစ်ငါနာမဖို့အိမ်တော်ကို မတီးမဆောက်ရဟုမိတော်မူ၏ဘုရားခင်ကနော်သူ့ရဲ့အလိုတော့ပါလေဒါဝိလက်နဲ့အိမ်တော်မဆောက်ဘူးမဆောက်ဘာလဲဒါဝိကလူအများကြီးတတ်ခဲ့စစ်တိုက်ခဲ့ဒါကြောင့်အဲ့ဒီလက်နဲ့လူရဲ့အသွေးအများကြီးသုံးခဲ့တယ်အဲ့ဒီလက်နဲ့ဘုရားအိမ်တော်မဆောက်ဘူးဒါဆိုဘုသူ့ကိုဆောက်ခိုင်းပါလေအဲ့ငယ်6 sorry အပိုင်ငယ်လေးမှာနော်အပိုင်ငယ်လေးဆက်ဖက်မယ်ဘုရားနဲ့စောင့်မယ်ကြည့်အောင်ဒီလာအမျိုးပြန်ရထားရပြားသည်အဆူကြီးပါတော့ကဘုရားကိုရောက်ပြီဣဒ္ဓရှင်မြေအရာ၌ချီးမောက်တဲ့ဘုရားရှိရာတည်းကိုကြောက်ပြီးအခြားသောအမျိုးကိုအဆူတော့အခွင့်ကိုပြောတော်မူ၏ရှိရာအမျိုးတွေနော်အဲ့တုံတောင်ဝရကမပိတာတို့တွင်ငါ၎င်းနှစ်တည်းဤတရီလာတနိုင်ကလေးကိုစိုးဆက်ရသောအခွင့်ကို အေးဤအဲ့ဒီတဲမှာတော့ဒီဒါဝိတ်ကိုတော့ဖခင်ကသူ့ရဲ့အဆွေမျိုးထဲမှာလူကြီးလုပ်ခိုင်းတယ်ဟာလာပြီးတဲ့ခါကျမှသူ့ရဲ့ယူဒတ်တစ်မျိုးလုံးထဲမှာအစ်တလတစ်မျိုးလုံးထဲမှာသူ့ကိုခေါင်းဆောင်လုပ်ခိုင်းတယ်အဲ့ဒါလေဒါပေမဲ့အိမ်တော်စောက်တဲ့ကိစ္စကြတော့သူ့လက်နဲ့မစောက်ခိုင်းဘူးဘယ်သူလက်နဲ့စောက်မလဲအပိုက်နဲ့ခြောက်ငါအားလဲတင့်တာရှောလမုန်ဒီငါအိမ်နဲ့ငါတိုင်းတို့တီးရမည် ငါသည်ထိုသူကိုတားအရာ၌ခံထားခြင်းကရွေးကောက်ပြီငါသည်သူ၏အဖဖြစ်မည်ဒါဝိမင်းလက်နဲ့မဆောက်ဘူးဒါပေမဲ့မင်းမွေးနဲ့တားထဲမှာရှောလမုန်ကိုမလုပ်မလဲငါသူ့လက်နဲ့တိဆောက်ခိုင်းမယ်သူကငါတားဖြစ်မယ်နော်ငါသူ့အဖဖြစ်မယ်သူ့လက်နဲ့ငါနေမဲ့အိမ်ပြောပြောခြင်းနဲ့ဒီပြသူ့လက်နဲ့ငါအဖို့အိမ်ကိုတိဆောက်စေမယ်အဲ့လိုပြောတယ်ဖျားရှင်ကဒါပေမဲ့ဒါဝိကိုတော့ အိမ်တော့မဆောက်ခိုင်းဘူးဒါပြင်ဆင်မှုတော့လုပ်ခိုင်းတယ်ပြီးမှဒါဝိဒ်ကိုဣတိလအမျိုးမှာခေါင်းဆောင်လုပ်ခိုင်းတယ်သူ့ရဲ့အမျိုးထဲမှာလည်းတကယ်ဘုရားကချီးမြှောက်တယ်ဆိုတာကိုနားလေရဟုတ်ပြီနော်ပြီးပြီးမှတိဆောက်မဲ့ပုံဘယ်လိုဘယ်လိုဆောက်မလဲငွေစက်တိတ်ကိုကြည့်ထိုကအိမ်တော်ဦးအဆောင်ကြီးဘန္နာတိုက်အထက်ခံအတွင်းခံတစ်တာတော်အဖုံထားရအခန်းဤပုံကို၎င်းကြည့်ကြည့်ကြည့် စောက်မဲ့အိမ်တော်ကလေဘာနာတိုက်ကိုဘယ်လိုလုပ်မလဲအထက်ခန်းကိုဘယ်လိုလုပ်မလဲအတွင်းခန်းဘယ်လိုလုပ်မလဲတစ်တာတော့အဖုံးထားတာဘယ်လိုထားမလဲအဲ့ဒီပုံနဲ့အားလုံးဖျက်ခင်ပြင်ဆင်တယ်ကိုကြိုက်တယ်လို့ပုံမဆွဲရအောင်ဖျားလာပြင်ဆင်တယ်အဲ့ဒီပုံပြီးသွားတဲ့အခါကျမှအပိုက်ငယ်73နော်အပိုက်ငယ်73ယေပရောဟိတ်လေဝိသာတင်းဖွဲ့ခြင်းထာဝရဘုရား၏အိမ်တော်၌အမှုတော်ကိုဆောင်ရွက်ခြင်း ဆောင်ရွက်เสียတစားရှိသမျှတို့ကိုလည်းစီရင်တော်မူ၏အဲအဲ့ဒီအိမ်တော်ကိစ္စနဲ့ပတ်သက်ရင်ယေပရောဟိတ်လိုတယ်လေဝိတွေလိုတယ်အိမ်တော်တစားတွေလိုတယ်အဲ့ဒါတွေအားလုံးပြင်ဆင်ရတယ်ဒါတွေအားလုံးဘုရားကကျင်တော်ဘလို့ပုံစောက်ရမယ်ဘလို့ပြင်ဆင်ရမယ်ဘန္နာခန်းဘလို့ထားမလဲနော်ဘန္တာတွေတိုးတဲ့အခါပြီးတဲ့အခါကျမှဘာလဲအဲ့ဒီမှာစောက်တဲ့အခါမှာအတွင်းခန်းဘလို့လဲ နော်တစ်တာတော့ဘုံဘလို့ထားမလဲအာလို့ဘုရားကသူ့ကိုတင်ပေးတယ်ဘုရားကစီစဉ်ပေးတယ်နော်အဲ့ဒါပြီးမှအဲ့ဒီမှာလိုအပ်တဲ့အရာတွေအများကြီးရှိသေးတယ်အဲ့လိုအပ်တဲ့အရာနဲ့ပတ်သက်ပြီးတော့အပိုင်ငယ်၁၄၁၅ကိုဖတ်မယ်အမှုတော်အမျိုးမျိုးကိုဆောင်ရွက်เสียရွှေတစားရှိတဲ့များအဖို့ရွှေရွှေတစားတွေလောက်ရမယ်လေရွှေတစားလောက်ဖို့ရွှေလိုတယ်ရွှေငွေတစားရှိတဲ့များအဖို့ငွေကို၎င်းချိန်၍အပ်တော်မူ၏ ရွှေဒဇာတွေလောက်ရမယ်ငွေဒဇာတွေလောက်ရမယ်အဲ့အတွက်ရွှေတွေငွေတွေလိုတဲ့အဲ့ဒီဟာတွေအားလုံးဒါဝိကရှောလမောလောက်ပါဆိုပြီးတော့အတ်ထားတယ်ပြီးတော့အပိုက်ငယ်15ရွှေမီးခုံနဲ့ရွှေမီးခွက်အသီးအသီးတို့ဖို့မွေမီးခုံနဲ့ငွေမီးခွက်အသီးသီး300ရာရှိသည့်အတိုင်းရွှေငွေကိုချိန်၍အပ်တော်မူ၏ရွှေမီးခွက်လိုတဲ့ကျင်းတော့ပြီးတဲ့အခါမှာရွှေမီးခုံလိုတဲ့ ငွေမီးခွက်လိုတယ်ငွေမီးခုံလိုတယ်အဲ့အတွက်ရွှေငွေလိုတဲ့အတွက်ကြောင့်အဲ့ဒါဒီအားလုံးကိုဒါဝိကတိကျချိန်တွေပြီးတော့ဆောလမုန်နဲ့ပတ်သက်ပြီးတော့သူအတ်ထားတယ်ဆိုတော့နားလေရတယ်ဆောပြောချင်တာကဖယားကလည်းဒါဒါဝိကိုပေးလို့ပေါ့မပေးဘဲနဲ့ဒါဝိကဘယ်ရတော့ရှာမလဲဖယားပေးတယ်ထားလေဒါဝိကလည်းအဲ့ဒါဒီအားလုံးကိုပြန်လူအောင်မှာပေါ့ပြန်ပါဝင်အောင်မှာလေပြန်ဆက်ကအောင်မှာပေါ့ဟုတ်လားဒါဝိကမဆက်ကင်ဘယ်လိုလုပ်ဒါကြောင့်ဒါဝိကပါဝင်တာဟုတ်တယ်တို့တော့ဖယားသခင်ကပေးတာဖြစ်တယ် ဒါကြောင့်ဖယားသခင်မပြင်ဆင်ဘဲနဲ့လူဟာဘာမှလုံးလို့မရဘူး main base ကအဓိကဖယားသခင်ပြင်ဆင်တယ်ပြင်ဆင်တဲ့အပေါ်မှာဒါဝိဒ်ကဘာဖြစ်လဲလှုပ်ဆောင်သွားတာဖြစ်တယ်ဒီဥစ္စာကိုနားလဲသိခြင်းနဲ့အဲ့ဒါတွေမကဘူးဖယားကဘာတွေထပ်ပြင်ဆင်သေးလဲအပိုက်ငယ်16ကိုကြည့်မယ်အကျွန်ုပ်တို့ဖယားသခင်ကိုရောဒီစိတ်နှလုံးကိုစိတ်၍ sorry sorry နော်ဖတ်တာပါ ဖတ်မယ်နတ်တာဘောမိရှုရရစ်လင်ဖို့ရွှေစင်ကို၎င်းအတောင်တို့ကိုပြန်ပြေထာဝရဘုရားပြည်ညစ်တက်တာတော်ကိုလွှမ်းမိုးသော ခေလူပင်ယထာတော်ပုံအဖို့ရွှေကို၎င်းချိန်၍အတော်မူ၏ကြည်ပါနတ်တာဘောမိရှုရရစ်လင်လို့နတ်တာဘောမိရှုရရစ်လင်လို့မဆိုအဲ့ဒါရွှေစင်လို့လေအဲ့ရွှေစင်ကိုလည်းဒါဝိကချိန်ပြီးတော့အကရဲပြီးဘရင်ညစ်တက်တာပုံမှာလွှမ်းမိုးတဲ့ခေလူပင်ပုံလောက်ရမယ်ယထာပုံ ဲ့အတွက်လဲရွှေလိုတယ်အဲ့ဒါကိုလဲ तू ကဘလောက်ဆိုအချိန်တွေနဲ့ तू ကအပ်တယ်ဆိုတာနားလည်ရတယ်ဆိုတော့ဒီနေ့ဗာသိစေခြင်းလဲဆိုဒါတွေအားလုံးကိုပြင်ဆင်တာဖရားဖြစ်တယ်နော်ဆိုတော့ဖရားသခင်ကဘယ်အချိန်နေတိပို့ဆောင်တယ်လဲဒါဝိကအိမ်တော်ဆောက်ခြင်းနဲ့သူ့လက်နဲ့ပြီးမဆောက်ဘူးသူ့တာလက်ထက်မှာပြီးဆောက်မယ်ဒါပေမဲ့အဲ့ဒါဆောက်ဖို့အတွက်ကုန်ကြစိတ်တွေအလုံးကိုဖခင်ကပြင်ဆင်ထားပေးတယ်ဒါဝိစီပါဒါဝိကအဲ့ဒီအတွက်ကို तू ကကြိုတင်ပြီးတော့ဟလာဒါ ရွှေမိခွဲအတွက်ဘလောက်เนาะရွှေမိခုံအတွက်ဘလောက်ရွှေတစားလုပ်ဖို့ကဘလောက်ငွေတစားလုပ်ဖို့ဘလောက်ငွေမိခွဲအဘလောက်ငွေမိခုံအတွက်ဘလောက်ကုန်ပစ္စည်းနဲ့เนาะပြီးရွှေလင်ပန်းအတွက်ကဘလောက်ငွေလင်ပန်းအတွက်ကဘလောက်အကုန်လုံးဒါဝိတ်ကပြန်ပြီးတော့သူချင့်တွေ့ချိန်ပြီးမှအကုန်လုံးပြန်ပြီးတယ်အပ်တယ်ဆိုတာနားလေရတယ်နောက်ဆုံးတစ်ချက်ကြည့်မယ်အပိုင်ငယ်20 တားတော့ရှောလုံအားလဲတင်းဒီအာယူ၍ရဲရဲသောစိတ်နဲ့လှုပ်ဆောင်တော့မစိုးရိမ်နဲ့စိတ်မပြတ်နဲ့ငါ့ဤပြားခင်ထာဝရအရှင်ဖရာသခင်သည်တင်းနဲ့အတူရှိတော်မူလိမ့်မည်ထာဝရပြားဤအိမ်တော်မှုကိုစောင်ရွက်ရဖို့လှုပ်ဆောင်၍လက်ဆမတက်မီတိုင်အောင်တင်းကိုစွန့်တော်မူမူပြစ်ထားတော်မူမူဟာလေလုယာသူအမှုကိုသူအဆုံးထိဘုရားခင်တာဝန်ယူတယ်ရှောလုံကိုပြောတဲ့စကားကောင်းတယ်ဒါဝိကလည်းငါသာရှောလုံမင်းမကြောက်နဲ့စိတ်မပြတ်နဲ့ စိတ်လည်းမပူနဲ့ဖခင်ကအဲ့ဒီအမှုကိုလေမပြီးမချင်းမပူနဲ့မင်းကိုပြစ်မထားဘူးမင်းကိုမစုံဒါဆိုအတိတ်တွေကပြီးသွားရင်စုံမယ်လို့ပြောတာမဟုတ်တော့ဖခင်သခင်က तू လုံးမဲ့အလုပ်ကိုအစုံထိ तू တာဝန်ယူတယ်ဆိုတာကိုပြောတာဖြစ်တယ်ဒါ तू အမှုဖြစ်တယ် तू ကိုယ်ခိုင်းတာဖြစ်တယ်ကိုယ်က तू အမှုမှာပါဝင်ရတာအစုံထိတာဝန်ယူပြီးပို့ဆောင်မဲ့ဖခင်ဖြစ်တယ်ဂတိပေးထားတဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်နေနေကိုချုပ်ချင်တာကဖခင်အမှုမှာပါဝင်ဆောင်ရွက်မယ်ဆိုရင် လိုအပ်တဲ့အရာ အလုံးဖယားသခင်ပြင်ဆင်ထားပြီးပြီဆိုတာကိုနားလည်ရတယ်။ဖယားကိုခိုင်းသလားစဉ်းစားခိုင်းနေဆိုမပူနဲ့အဲ့အတွက်လိုတာအလုံးဖယားခင်ပြင်ဆင်ပြီးပြီ။အာမင်။ကိုယ့်ထဲမှာဖယားခင်ထည့်ထားပြီးတယ်။အဲ့ဒီအရာဖယားခင်ပြင်ဆင်ပြီးသားဖြစ်တယ်။အဲ့ဒါလှုပ်ဆောင်မှုပဲဖြစ်တယ်။အာမင်။ပြီးတော့အဲ့အတိုင်းပဲကျွန်တော်တို့အသက်တာမှာလည်းဖယားမှုမှာပါဝင်မယ်ဆိုရင်အခုရှောလမုန်ပါဝင်သွားတဲ့ကဏ္ဍကိုတတိယဒါဝိဒ်ပါဝင်သွားတဲ့ကဏ္ဍကိုတတိယဟုတ်လား။ ဆိုတော့ໂທນີ້တူပဲကျွန်တော်တို့အသက်တာလည်းဖျားမှုမှာပါဝင်မယ်ဖျားခင်ခေါ်ထားတယ်ဆိုရင်အဲ့ဒီအရာအတွက်ဖျားကကျွန်တော်တို့ကြိုတင်ပေးထားမယ်အားလုံးပေးမယ်ဉာဏ်ပညာလည်းပေးမယ်အစွမ်းလည်းပေးမယ်ဘဏ္ဍာလည်းပေးမယ်ငွေကြေးလည်းပေးမယ်လူလည်းပေးမယ်အာမင်အသက်ပညာရှင်လည်းပေးမယ်ကျွန်တော်ကသူ့နေရာနဲ့သူချိန်တွဲပြီးပါဝင်တက်ဖို့ပဲအရေးကြီးတယ်နော်တကယ်ပါဝင်သွားကြည့်အဖြစ်ဖယားခင်ကအော်သူပြုတ်တဲ့မှု၊သူစတဲ့မှု၊သူအစုံးထိပ်တာဝန်ယူပါလားဆိုတာ ်တက်တွေကိုကျွန်တော်တို့မြင်ရမယ်ဆိုတဲ့အကြောင်းဝေငှပါပါတယ်အားလုံးကိုကျေးဇူးတင်တယ်ပြင်ဆင်ပေးတဲ့ဖရာဖြစ်တယ်ဆိုတာမမေ့ပါနဲ့ခရစ်ဆုတောင်းရအောင်အဖကတော့ကိုကျေးဇူးတင်ပါတယ်ဒီကနေ့တော့ကတော့ကိုချီးမွမ်းတယ်နှုတ်ကပတ်တော်တဲ့ကျေးဇူးတင်တယ်ပြင်ဆင်ပေးတဲ့ဖရာဖြစ်တော်ကြောင့်ချီးမွမ်းတယ်အတ္တတာတိတိကိုအနန္တနဲ့ဖဝိညာဉ်တော်ဖရာမဆပါတာ၍ကျေးဇူးပြုပါကိုယ်တော့ကောင်းမြတ်ခြင်းကိုတာရိတ်ခံစားစေပါနှုတ်ကပတ်တော်ရဲ့တကူနဲ့အကျိုးကိုပေးပါဖဖရာသခင် အမှုတော်မြတ်ထဲမှာတွာလာနေသောညီအမောတော်မအများအတွက်ဆုတောင်းပေးတယ်။ဖခင်သခင်အဆုံးထိတာဝန်ယူတယ်။ပြင်ဆင်ပြီးပြီဆိုတော့နှလုံးသွင်းပြီးပါဝင်တတ်တော်သူများဖြစ်ပါစေ။အရှင်ယေရှုနာမ၌ဆုတောင်းပြီးအပ်နံပါတယ်ဖခင်။အာမင်။အာမင်။ Thank you. God bless you.